ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာပေရင်လက္ခဏာစိတ်ဝင်စားတဲ့သူတွေသင်ချင်တဲ့သူတွေမှာပါရှိရမယ်အခြေခံလမ်းကြောင်းလေးအကြောင်းကိုပြန်လည်မျှဝေခြင်းပါတယ်မိမိတို့ရဲ့လက္ခဏာကိုမိမိတို့ကိုယ်တိုင်စစ်ကြည့်ပါထင်ရှားအောင်မြင်တဲ့လက္ခဏာဆရာတယောက်ပညာရှင်တယောက်အတတ်ပညာရှင်တယောက်မှာပါရှိတတ်တဲ့လက္ခဏာတွေကအပြတ်မြင်ကင်းတဲ့လက်ဝါးပြင်ဖြစ်လေရှိပြီးတော့အောက်ပါအမှတ်သားတွေလည်းပါရှိနေတတ်ကြပါတယ်နံပါတ်1ကလက်သံအောက်ကမြင်းတူပဲဖြစ်ပါတယ် အဲ့ဒီမြင်းတူကဘာနဲ့မှမထီးရပါဘူးနံပါတ်2ကတော့လက်တကြွယ်အောက်ကမြင်းတူပဲဖြစ်ပါတယ်သူကလည်းဘာနဲ့မှမထီးရပါဘူးနံပါတ်3ကတော့လက်ညိုအောက်ကဆော်လမွန်လက်စွပ်ပဲဖြစ်ပါတယ်နံပါတ်4ကတော့လက်တကြွယ်အောက်ကဂမ်ဘီယာကြက်ချီပဲဖြစ်ပါတယ်နံပါတ်5ကတော့ညံလန်းဖြောက်ပြီးအဖျားအခွားကအပေါ်ကိုကော့တက်နေခြင်းပဲဖြစ်ပါတယ်နံပါတ်6ကတော့လက်အယောင်ကပန်းအယောင်ဖြစ်ရပါမယ်နံပါတ်9လက်ဝါးက၄တောက်ဆန်ဆန်ဖြစ်ရပါမယ်နံပါတ်10ကတော့ လက်တန်အောင်ဘုဒ္ဓဂျူခုံမိုးမောက်ရပါမယ်။နံပါတ်9ကတော့လက်ညူအောင်ကြာသာမေးဂျူခုံမိုးမောက်ရပါမယ်။နံပါတ်10လက်ခလေအောင်စနီဂျူခုံမိုးမောက်ရပါမယ်။အဲ့ဒီလိုမိုးမောက်နေရင်ပိုစွမ်းပါမယ်။ဒီအချက်တွေပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့မွေးရမြေဇာတိကနေခွာပြီးရက်ဝေးမှာအခြေချကြီးပွားမဲ့သူရဲ့လက်ဝါးပြင်မှာဘာတွေပါရမလဲ။ပုံမှန်ပြထားတဲ့လက္ခဏာမှာတော့နံပါတ်1ကံလန်းကလက်ခလေအထိတက်နေပါတယ်။ နံပါတ်2ကတော့အသက်လမ်းကတနင်္လာကျိုးခုံအထိဆင်းနေပါတယ်။နံပါတ်3ကတော့အသက်လမ်းရအောက်ခြေမှာအခွဲအခွာတွေထွက်နေပါတယ်။နံပါတ်4ကတော့ကြာသာပြေးကျိုးခုံတနင်္ကြွေကျိုးခုံဗုဒ္ဓဟူကျိုးခုံတွေမိုးမောင်းနေရပါမယ်။ဒီအချက်လက်တွေနဲ့ပြည့်စုံရင်တော့သူ့ရဲ့ရည်မှန်းချက်တွေပြည့်စုံပြီးသူ့လိုရာကိုသူရပါလိမ့်မယ်။အားလုံးကိုခြုံငုံလိုက်မယ်ဆိုရင်တော့အာနာပါဝါနဲ့ဂုံသိက္ခာရှိမဲ့သူလို့ကောက်ချက်ချရပါလိမ့်မယ်။နောက်ဆုံးခုကတော့ကံလန်းအောက်ခြေကကျုံမဖြစ်ပါတယ်။ တင်းရဲ့လက်ထဲမှာသူရှိနေတော့တင်းရဲ့ငွေကြေးနဲ့ပတ်သက်ပြီးတတိထားရပါတော့မယ်။ငွေကြေးကံမကောင်းတတ်ပါဘူး။အကျွေးကြီးကြီးတွေတင်တတ်ပါတယ်။တတိထားနေမှာတော်ကကြပါမယ်။ငွေကြေးကံမကောင်းဖြစ်နေချိန်မှာအကျေးငါးတွေလည်းမလုံသင့်ပါဘူး။အမှုခင်းတွေဖြစ်ရင်ပြဿနာပိုလျှောက်တတ်ပါတယ်။ဒီကျွန်းကအမြဲရှိနေမှာတော့မဟုတ်ပါဘူး။သူပြောက်သွားတဲ့နေ့ကျရင်တော့တင်းရဲ့ကံကြမ္မာကပြန်ကောင်းလာပါလိမ့်မယ်။နောက်တစ်ခုကတော့ကံကြမ္မာလမ်းကြောင်းအခွားပုံစံအကြောင်းပဲဖြစ်ပါတယ်။ လောက်ဝါပြင်ပေါ်ကလမ်းကြောင်းတိုင်းရဲ့အတိမ်နဲ့သဘောကိုထောက်ရှုပြီးလက္ခဏာရှင်ရဲ့အနာဂတ်ကံကြမ္မာကိုကောင်းနှုတ်ချက်ပြုရပါလိမ့်မယ်။ပုံမှန်ပြထားတဲ့ကံကြမ္မာလမ်းကြောင်းအခွားပုံသဏ္ဍာန်ဟာစတင်ထွက်လာတဲ့လမ်းခွဲကာလအသက်အရွယ်မှာပဲလက္ခဏာရှင်ဟာအလုတ်တစ်ခုထက်ပိုမိုပြီးလောက်ရပါလိမ့်မယ်။တစ်ခုထက်ပိုမိုတဲ့အလုတ်နှစ်ခုလောက်ရနိုင်ပါတယ်။အဲ့ဒီလမ်းခွဲဖြစ်ပေါ်လာချိန်မှာလက္ခဏာရှင်ရဲ့အသက်26ပတ်ချလဲမှာပဲရှိပါလိမ့်မယ်။ ဒါကြောင့်လက္ခဏာရှင်ဟာအဲ့ဒီအသက်အရွယ်မှာပဲကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုပြောင်းလဲလုပ်ကိုင်ဆောင်ရွက်မှုပြုလာခဲ့ပါတယ်။ပြောင်းလဲတဲ့အလုပ်ကလည်းအဆင်ပြေစွာနဲ့ပြောင်းလဲခဲ့တဲ့အတွက်ကြောင့်ထိုက်သင့်တဲ့အကျိုးခံစားမှုရရှိခဲ့ပါတယ်။အဲ့ဒီနောက်များအစိမ့်နဲ့ပြထားတာတွေကတော့အတွေ့အတာလမ်းကြောင်းတွေဖြစ်ပါတယ်။အတွေ့အတာလမ်းကြောင်းတွေကဖူးစာရှင်သို့မဟုတ်ကိုယ့်ကိုကူညီမဆားမဲ့လူတွေရောက်ရှိလာမဲ့သဘောကိုနမိတ်လက္ခဏာဆောင်ပါတယ်။ဒါပေမဲ့ကိုယ်နဲ့လာရောက်ပတ်သက်ဆက်နွယ်မဲ့ချစ်သူသို့မဟုတ်အပေါင်းအသင်းသို့မဟုတ် ူညီမစားမဲ့သူတွေကတော့တတိထားစရာတွေတော့ရှိနိုင်ပါတယ်။အဲဒီနောက်သူ့အိမ်တော်ကြီးလမ်းကြောင်းရဲ့မကောင်းတဲ့သဘာဝကိုလည်းတွေးရှိရပါတယ်။တကယ်လို့အတွေ့အတာလမ်းကြောင်းကဘူးစာရှင်จิตူရရှိမယ်ဆိုရင်သို့မဟုတ်จิตူရရှိထားရင်တော့လက္ခဏာရှင်အနေနဲ့အိမ်တော်ကြမှာဖြစ်ပါတယ်။အဲဒီလိုအိမ်တော်ကြခြင်းကနေမကောင်းကျိုးကိုသူခံစားရရှိမှာဖြစ်တဲ့အတွက်ကြောင့်ဒီလက္ခဏာရှင်အနေနဲ့အိမ်တော်မပြုတ်တင့်သေးပါဘူး။ကြိုတင်တတိထားနိုင်ဖို့လိုအပ်ပါတယ်။ ူရဲ့လက်ရှိကာလမှာတော့အလောက်ကန်ငွေကြေးစည်းပွားတော့ကောင်းပေမဲ့အကျစ်ရဲ့အိမ်တော်ရေးလူမှုရေးမှာတော့လက္ခဏာရှင်အနေနဲ့အဖက်ဖက်ကတတိထားဖို့လိုအပ်ချက်တွေရှိနေပါတယ်။နောက်တစ်ခုကနိုင်ငံကြီးတွေမှာပညာသင်ကြားရတတ်တဲ့လက္ခဏာမျိုးပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါပြင်ရဲ့ညံလန်းချောင်းဟာရှီလျာအားကောင်းစွာနဲ့နှစ်ထပ်ပါနေပါတယ်။ဒီလိုညံလန်းချောင်းပိုင်ရှင်တွေဟာပညာရေးထူးချွန်တတ်ပါတယ်။ပညာရေးကိုဇွဲကောင်းကောင်းနဲ့လေ့လာလိုက်စားတတ်ပါတယ်။ ူရဲ့တနင်းလာဂျူခုံကခီးသွွားလမ်းကြောင်းကလည်းရှီလျာအားကောင်းစွာနဲ့နှစ်ထပ်ပါနေပြန်ပါတယ်။အားလုံးကိုပေါင်းဆက်ပြီးကောင်းနှုတ်ချက်ချရမယ်ဆိုရင်ဒီလိုလက္ခဏာရှင်မျိုးဟာအမေရိကန်နဲ့ဗြိတိန်တို့လိုနိုင်ငံမျိုးကိုပညာသင်သွားရတတ်ပါတယ်။ဒီနေရာမှာမှတ်ချက်ကတော့လက္ခဏာရှင်ကသိမကြသေးခင်ကပဲအမေရိကန်နိုင်ငံကနေ PhD စာမျိုးပဲဖြည့်ဆိုပြီးပြန်လာတဲ့သူတူဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ပုံမှန်ပြထားတဲ့လက်ဝါပြင်ကိုကြည့်လိုက်ပါ။ လမဘီအင်္ဂါဂျူခုံအဖို့ပေါ်မှာအတက်လန်အမတ်သားလေးပေါ်ပေါက်လာမယ်ဆိုရင်အတိုက်အခံရန်လေးအလွန်များပါလိမ့်မယ်အလိုလိုနေရင်မနာလိုအညှိုးထားခြင်းခံရမယ်မိမိရဲ့ကျေးဇူးမကင်းတဲ့သူမိမိရဲ့အကူအညီရယူနေတဲ့သူကပါကျေးဇူးကမ်းနာတွေကိုခံရတတ်ပါတယ်ဒါပေမဲ့ဘလို့အတိုက်အခံရန်လေးပေါ်များနေပါစေရန်ပောင်းကိုအောင်မြင်မယ်ရန်များလေးစီးပွားတက်လေးအမိကုံတည်ရင်ထင်ပေါ်ကြော်စောလေးဖြစ်မယ်ကံကောင်းမှုကိုပုံမူရရှိမယ် မိမိရဲ့စွမ်းရည်အရည်ချင်းကိုပုံမူတောက်ပထက်မြတ်စေပါလိမ့်မယ်။ကောင်းတဲ့အမှတ်အသားတစ်ခုပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက္ခဏာကဒီအချိန်60လောက်ပေါက်ပူးတဲ့သူရဲ့လက္ခဏာဖြစ်ပါတယ်။သူရဲ့လက္ခဏာကဘာတွေ ထူးခြားတာပါနေလို့ပါလဲ။သူရဲ့လက်ဝါးမြင်မှာ တနင်္ဂနွေလက်ဆွလို့ခေါ်တဲ့အပိုလိုကွင်းရှိနေပါတယ်။ဒီအမှတ်အသားကအစမ်းအကျင်အမှတ်အသားတစ်ခုလို့သတ်မှတ်ရပါမယ်။ လက်တကြွယ်အောက်ကဂျူကုံကိုလက်ခလယ်နဲ့လက်တကြွယ်ကြားကငင်းကွေးတစ်ခုကစပြီးလက်တကြွယ်နဲ့လက်တန်းကြားမှာစုံးပါတယ်လက္ခဏာကျန်းစာတွေမှာတော့ဒီအမှတ်အသားကြောင်းအကျယ်တဝင့်ပေါ်ပြထားခြင်းတော့မရှိပါဘူးဒါပေမဲ့ဒီလက်စွပ်ပါရင်စီးပွားရေးကောင်းမယ်ချမ်းသာမယ်လို့ဆိုပါတယ်နှစ်ထပ်ပါရင်မီလီယံနာတထေးကြီးတောင်ဖြစ်မယ်လို့မှတ်သားပူပါတယ်ဒါပေမဲ့ဒီသင်္ကေတကရှားပါတယ်ပုံမှန်ပြထားတဲ့လက္ခဏာရှင်ကတော့ ဒီအကြိမ်60လောက်ပေါက်ဖူးတယ်လို့ပြောထားတဲ့အသက်80ကျော်အဘတူဖြစ်ပါတယ်။ဒီတင်ကေတာကအလောက်ကအပူစီးပွားကြီးပွားမယ်လို့ဆိုပါတယ်။နောက်တစ်ခုကတော့လက်ညိုအောက်ကချက်ချင်ခတ်ဖြစ်ပါတယ်။ဂျာတာလေးဂျူကုံလို့ခေါ်တဲ့လက်ညိုအောက်မှာချက်ချင်ခတ်တွေပါလိရှိပါတယ်။အများစုကတခြားလမ်းကြောင်းတွေနဲ့ထိဆက်ပြီးချက်ချင်ခတ်ဖြစ်နေပါတယ်။တီးခြားဖြစ်တည်နေတာမျိုးကရှားပါတယ်။ပုံမှန်ပြထားတဲ့ချက်ချင်ခတ်ကတော့ ဘာနဲ့မှမတိပဲတီးတက်ဖြစ်နေပါလေအကျိုးကတော့အကြည့်ရေးအိမ်တော်ရေးဒီမှာကံကောင်းစေတတ်ပါလေသာယာချမ်းမြေ့တဲ့အိမ်တော်ရေးတစ်ခုကိုပိုင်ဆိုင်ရမယ်မိမိထက်ချမ်းသာတဲ့သူနဲ့လက်ထရတက်ပြီးချမ်းသာကြွယ်ဝတဲ့မိသားစုဘဝတစ်ခုကိုပိုင်ဆိုင်ရတတ်ပါလေဒီနေရာမှာမှတ်ချက်ကတော့တီးတက်ဖြစ်တည်နေတဲ့ချက်ချီခတ်များအတွက်သာဒီအဟောကအကျုံးဝင်ပါလေဟိုနေရာတိဒီနေရာဆက်နေတဲ့ချက်ချီခတ်တွေကတော့အဟောကွဲလွဲသွားပါလေနောက်ဆုံးတစ်ခုကတော့ ကံလန်းကြောင်းအခြေကကျုံးတင်ဒီတာဖြစ်ပါတယ်။ကံလန်းကြောင်းအခြေမှာကျုံးပါလာခဲ့မယ်ဆိုရင်ငယ်ရွယ်စဉ်မှာပဲမိဘတယောက်သူမဟုတ်မိဘနှစ်ပါးစလုံးကွယ်လွန်တက်ပြီးမျက်နှာညှိုးငယ်စွာနဲ့နေထိုင်ရှင်သန်ရတတ်ပါတယ်။တချို့လူတွေရဲ့လက်ဝါးပြင်မှာလက်ဖနောက်အလဲကနေလက်ကောက်ဝတ်ဘက်ကိုလေးကိုင်းတရံဆင်းနေတဲ့လမ်းကြောင်းကိုကာမလမ်းကြောင်းလို့ခေါ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါ။တချို့လူတွေကဒါကိုခီးသွွားလမ်းကြောင်းနဲ့မာတတ်ကြပါတယ်။ ခྱི་သွားလမ်းကြောင်းမဟုတ်ပါဘူးခྱི་သွားလမ်းကြောင်းကတပြောက်တည်းရှိတတ်ကြပါတယ်ဒါဆိုကာမလမ်းကြောင်းရဲ့ကောင်းခြင်းဆိုးခြင်းတွေကဘာတွေဖြစ်မလဲပုံမှန်ပြထားသလိုမျိုးကာမလမ်းကြောင်းကလက္ခဏာတစ်ခုလုံးမှာအပြတ်တောင်မရှိပဲထင်ထင်ရှားရှားကြီးရှိနေမယ်သူ့ရဲ့တောက်ကြဂျိုခုံကလည်းအယံမိုးမောက်နေမယ်တနင်းလာဂျိုခုံကလည်းခြုံပြီးမိုးမောက်နေမယ်ဆိုရင်သူဟာရတာယုံအာယုံခံစားလုံးသူဖြစ်မယ်ကာမဂုံခံစားမှုမှာရစ်မှုနေတတ်တဲ့သူဖြစ်တဲ့အတွက်သူက အကောင့်တွေကြီးပဲကြိုက်တတ်သူဖြစ်မယ်ပြီးရင်အကောင့်နဲ့အစိုးထဲကတခုခုဘက်ကိုသူအားတန်ရမှာဇောက်ချပြီးလှုပ်တတ်သူဖြစ်မယ်ဒါကြောင့်သူကကောင်းချင်လဲကောင်းသွားနိုင်ပြီးဆိုးချင်လဲဆိုးသွားတတ်ပါတယ်အပျော်ပါလုံလုံကျူးကျူးလှုပ်တတ်တဲ့လူတွေတော်တော်များများမှာဒီလိုလမ်းကြောင်းမျိုးထင်ထင်ရှားရှားရှိနေတတ်ပါတယ်ဒီတော့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာနှစ်ခုထဲမှာလက်ဝါးပြင်အောက်ပိုင်းထူမယ်ဆိုရင်တော့ရုပ်ပိုင်းဆိုင်ရာဖြစ်ပါတယ် လက်ဝါးပြင်အောက်ဘက်တောက်ကြယူခုံနဲ့တနင်္လာယူခုံကအယံမိုးမောက်ပြီးတော့ဒီကာမလမ်းကြောင်းကလည်းထင်းထင်းရှားရှားကြီးရှိနေမယ်ဆိုရင်သူဟာအပျော်ပါလွန်ကျူးမယ်အရက်သေးစာဘိန်းငင်းစေးနံပါတ်4သမားအလွန်ကျူးတောက်စားသူစိတ်ထိခိုက်လွယ်တက်သူဖြစ်တတ်ပါတယ်အဲ့လိုလူတွေမှာဒီလိုလက္ခဏာမျိုးတွေ့ရလိမ့်ရှိပါတယ်ဒါပေမဲ့လက်ဝါးပြင်ရဲ့အပေါ်ဘက်ဂျိုခုံလက်ချောင်းရင်းတွေကလာပနေမယ်ဒီလိုကာမလမ်းကြောင်းကြီးပါနေမယ်ဆိုရင်တော့အရန်ကြီးမစိုးတော့ပါဘူး ူကအကောင်ကြိုက်တတ်မယ်အလပမှတ်တယ်။စုံဖြတ်ချက်ကိုခိုင်ခိုင်မာမာလုပ်တတ်တယ်။ငွေကြေးဥစ္စာမတ်မောတဲ့ဆိုပြီးအဆိုးမရှိတော့ပဲကောင်းတဲ့ဘက်ကိုရောက်သွားတတ်ပါတယ်။ဒါကြောင့်လက်ချောင်းရင်ကမိုးမောက်နေတာလား။လက်ဖနောက်ဘက်ကမိုးမောက်နေတာလားပေါ်မူတည်ပြီးတော့ဒီကာမလမ်းကြောင်းရဲ့ကောင်းခြင်းဆိုးခြင်းကိုရရှိနိုင်ပါတယ်။တင်းရဲ့လက်မှာကော ကာမလမ်းကြောင်းပါရှိပါသလား။